ားလုံးပဲမင်္ဂလာပါ LHK Sharing Blog ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့ပြန်မျှပေးမယ့် video ရေးရတော့ဟိုတနေ့ကကျွန်တော်တင်ထားခဲ့တဲ့မလေးရှားနိုင်ငံကပုံးမြို့မှာမြန်မာဆိုင်အမိခံပြီးတော့မလေးငွေ55ဒိန်းကျော်လိန်သွားတဲ့မြန်မာဆိုင်ကိုကျွန်တော်မလေးရှားနိုင်ငံမှာမြန်မာအရေးကူညီလှုပ်ဆောင်ပေးနေတဲ့ကျွန်တော်အရင်ဘူးတို့မှာရှိပါတယ်ဥပဘူးကြီးဆိုတဲ့ဦးလေးရန်နေတွားရောက်ဆောင်သန်းပါတယ်တွားဆောင်သန်းတဲ့အချိန်မှာဟိုမှာဆိုင်မှာတော့ဘင်္ဂလား နဲ့သူကတွဲဖွင့်ထားတာဖြစ်တဲ့အတွက်ဘင်္ဂလားကောင်ပဲရှိတယ်။ဆိုတော့ဘင်္ဂလားကောင်နဲ့အခြေတင်စကားများပြီးတော့ဥပဝီပြန်လာခဲ့ပါတယ်။ဆိုတော့ဒီဦးလေးကြီးကကျွန်တော်ဒီမလေးရှားနိုင်ငံမှာဆိုလို့ရှိရင်အများအားမြန်မာရေးကိုလိုက်လံကူညီဆောင်ရွက်ပေးနေတဲ့လူတစ်ယောက်ပါ။ဆိုတော့ကျွန်တော်ရဲ့ဟိုအောက်ကဗီဒီယိုမှာရှိပါတယ်။ဒီမလေးရှားနိုင်ငံမှာတည်တင်တဲ့တည်ထားတဲ့လူ၃ယောက်တည်းမှာလဲကျွန်တော်သူ့ကိုထည့်ပြီးတော့ပြောထားပါတယ်။ဆိုတော့သူကမြန်မာအရေးကိုတတ်နိုင်တဲ့လောက်သူကူညီပေးနေတဲ့လူတစ်ယောက်ပါ။ တော့အကုန်လုံးတော့စမ်းစမ်းတမန်လိုက်ပြီးတော့မကူညီနိုင်မဲ့သူတက်နိုင်တဲ့ဘက်ကနေအမြဲတမ်းကူညီပေးနေပါတယ်မြန်မာအရေးဆိုလည်းရှေ့ရနေမှာမမမရက်တီးပြီးပြောကြားပြီးပြီးတော့တရားရုံးတွေပါလိုက်ပြီးတော့ဖြည့်ရှင်းပေးနေတဲ့ဦးလေးတယောက်ဖြစ်ပါတယ်ဆိုတော့သူဒီနေ့သွားပြီးတော့ဒီဆိုင်သွားပြီးတော့ဒီလိန်သွားတဲ့အလူကိုသွားရှာရဲဆိုတာကလေဘာဖြစ်လို့ဆိုတော့ကျွန်တော်တို့ငလျင်ဘေးကိုလူခဲ့တဲ့အလူငွေတွေပါလိန်သွားတာဖြစ်တဲ့အတွက်သူဒေါသထွက်ပြီးတော့သူသွားပြီးတော့ရှာတာပါဆိုတော့ဒီကျွန်တော်ဟိုတတိယပြောခဲ့တဲ့ဘူယူလိုပဲဒီကိစ္စကဒီမှာလည်းရက်နေမှာမဟုတ်ပါဘူးဘာလို့ဆိုတော့နောက်ကနေ ဒီနောက်ကိုလိုက်နေတဲ့လူတွေလည်းရှိပါလိမ့်မယ်။ဘာဖြစ်လို့လဲဆိုတော့သူဗီဒီယိုထဲမှာပြောပါလိမ့်မယ်။နှုံလို့အလို့လောဘကြီးလို့အလိန်ခံသွားရတာထက်ကျွန်တော်တို့ငလျင်ပြီးမြန်မာနိုင်ငံအတွက်အလူငွေတွေကိုပါလိန်သွားတဲ့အတွက်တော်တော်ဒေါသထွက်ပေါက်ကွဲပြီးတော့တွားရောက်ဖြည့်ရှင်းရှာဖွေတဲ့ဗီဒီယိုဖိုင်လေးပဲဖြစ်ပါတယ်။ဆိုတော့ကျွန်တော်တို့ဒီဗီဒီယိုဖိုင်လေးကိုဆက်ကြည့်လိုက်ကြအောင်နော်။သမီးဈေးလာဝယ်တာဒီဆိုင်မှာမုန်းနေသွားထိုက်ဆိုင်တော့ 啊，比赛都难噻，白老板来他们难了，不？这等下今天来表来呢？比赛用白老板们拉家办来了，比赛路人路人在嘛了？有不帮啦？你嘛，你嘛啦？你嘛，露露的。 ကြာပြီလားဘာပဲရှိစေမင်းလည်းလှုပ်ထွက်တော့ဒီမှာမလုပ်နဲ့သွားသွားတော့နင်းပတ်သက်ပြီရှင်မလားဟမ်နင်းပတ်သက်ပြီရှင်မလားတော့တောင်းလိုက်အခုပြန်အခုပြန်လိုက်တော့ဒီမှာမလုံးနဲ့ဒါလူလိမ်မတစ်သေးပေါ့ဘင်္ဂလားမအေလို့ဒီနေ့မှတန်ပြီးတော့ဆလာတော့ယူယူတပ်ပါယူရဆယူပတော့ You pergi balai mana-mana, you punya bapa mana-mana, you pergi report. You mari kata sini, you salah ni macam tu. Mana-mana you tanya, you datang sedaya. Saya buat, buat apa sekarang? Saya buat apa? Apa yang you saya salah sekarang? kata ini, you buat live, ada tanya saya tak? Tadi saya cakap. You sudah Tadi saya pang, ada cakap live, saya cakap saya akan buat live kan? Tak boleh you live buat you cakap tak ada apa, you tak ada apa kan? Saya tak cakap you saya tak cakap you buat. Okey, you rasa saya buat salah, you pergi report. You pergi report mana-mana. Just go ahead. Panggil you punya bapa ke datuk ke? Saya tak payah panggil bapa. Eh, oh, lu gua tak ada goyang sikit pun lah. Cibai lah. You tunggu saya panggil. Ha, ah, lu mari gua datang satu orang. Gua tak ada takut siapa-siapa pun. Kenapa, lu apa ham mau kunci saya? Lu apa ham mau kunci saya? Ini jangan masalah kan? You cakap sekali. Lu, kan? pergi ni. saya tak ada lari, yeah, lari punya. You ko, you kunci, you mati. Baik, baik di sini tidak, tidak baik. Dia buat ribut atas tinggi, dia buat ini tinggi, tinggi. Ini tipu punya orang. Dia suruh saya buat ribut. Oh. Dia saya buat ribut. Dia tambah kesulitan saya. Ah, dia cakap dia punya atas naik, dia naik buat video. Dia buat live. Dia suruh saya pergi report saya sih yang mau pilih telepon, dia terpaksa saya keluar. Dia keluar nggak? Lah. Keluar. Kenapa dia mau kunci saya? Kenapa dia mau kunci saya? Kenapa lu mau kunci? Bukan, kunci saya? you check up, you check up saya buat buat apa kan? Panggil tuan. Terus terus. Sini lah kek. Di mana? meja dulu ni. Panggil. Ini tipu yang orang. Saya buat apa? panggil. Yuk kunci lah. Saya tunggu sini. Dia sini. Dia buat Ha. Ya, saya live. Ini bangla tipu ni yeah, orang. Ancau ni orang. Dia orang bodoh ni orang. Dia bangla tipu, bangla tipu. Apa yang takut? Ini bangla tipu ni yeah, orang. Dia memang dia jaga bulu jaga. Kepala buto, bangla, Era para taco, dar un cheque a saber cuál la condición. No no pagué la teléfono esa ya. Saya tada lari sini saya mari tu. Apa salimu? Dimas balan dimas balan. Dimas ကျွန်တော်အတွက်စိတ်ပစိတ်ပူပေးတဲ့လူအယောက်စီဟိုကျေးဇူးများတင်ပါတယ်လို့ကျွန်တော်အေးဆေးပါပါဖြစ်ပါဦးเนาะကျွန်တော်အတွက်ကျွန်တော်ဘက်မှာအမှန်တရားဆိုတာရှိပြီးသားပါအဲ့တော့ ကျွန်တော်ဘာဆိုဘာမှကြောက်တတ်တဲ့လူတော့မဟုတ်ပါဘူးเนาะကိုမြန်မာလူမျိုးတွေနုံနာအရာကြီးကိုတော့ကျွန်တော်အော်လို့မဆုံးဘူးလို့ကိုမြန်မာလူမျိုးတွေကိုတိုင်းတစ်ဘာသာတွေကလာပြီးတော့အတန်ကျင့်တာကိုလည်းကျွန်တော်အသေးပါလို့မဆုံးဘူးညကျွန်တော်ခုနလွင့်တဲ့ live မှာကျွန်တော်စီရတဲ့တပြားတစ်ချက်မှပါသွားတာမရှိခဲ့ပါဘူး ကျွန်တော်ဘာမှငါးပြားတစ်စီဆုံးရှုံးတာမရှိခဲ့ပါဘူးဒါပေမဲ့ကျွန်တော်မြန်မာလူမျိုးကိုအဲ့လိုအနိုင်လန်ချစ်အနိုင်လာချင်တာကိုကျွန်တော်မခံနိုင်လုံးလို့ကျွန်တော်တယောက်တည်းရင်းပြီးကျွန်တော်သွားတာပါဘယ်သူမှကျွန်တော်ဖုံးမခေါ်ပါဘူးလို့လည်းမလို့ဘူးလို့ကျွန်တော်ထင်တယ်ဘသူစီကမှလည်းကျွန်တော်ငွေချေးကောက်ခံတာမျိုးမရှိပါဘူးအဲ့တော့အားလုံးကိုကျွန်တော်သိစေချင်တယ်ကျွန်တော်တို့ မြန်မာနိုင်ငံသားတွေကျွန်တော်မြန်မာလူမျိုးတွေခုလက်ရှိအချိန်မှာဘလို့အနိုင်ခံရလဲဘလို့အပြော့ခံလဲဘလို့ဆက်ဆံခံရလဲဆိုတော့အားလုံးသိကြပါမယ်ဒီအချိန်မှာကျွန်တော်တို့နှုံကအာမယ်အချိန်ဟုတ်တော့ဘူးဗျတိလားခမည်းတော်နှုံနဲ့အားတဲ့လူတွေရှိနေလို့ဒီကိစ္စတွေပေါ်ပေါက်လာရတာဗျကျွန်တော်မြန်မာချင်းချင်း အလိန်ခံရတယ်အလိန်ခံအလိန်ချင်းခံရတယ်ဘာညာဆိုရင်လေကျွန်တော်ထိုင်အောင်ကြည်လိုက်အောင်မယ်ဘာလို့လဲဆိုတော့မြန်မာစကားပြောပြီးတော့ခင်ဗျားတို့အလိန်ချင်းခံရတာလေဗျမြန်မာစကားကတော့ကြောင်းကြောင်းမတက်လဲခင်ဗျားတို့ပြောတတ်ပါလိမ့်မယ်နားလည်ပါလိမ့်မယ်လို့ကျွန်တော်တင်ပါတယ်အခုကကိုမြန်မာနိုင်ငံသားတယောက်ကိုနိုင်ငံသားတယောက်ကအလိန်ချင်းတာမျိုးလောက်ကျွန်တော်သဲပေါက်တာရှိဘူးဗျကျွန်တော်မှာဆုံးရှုံးမှု ဘာများလေးတစ်စီးဘာမှမရှိဘူးဗျာနော်တို့ပြင်မယ်လေစနောမြန်မာနိုင်ငံပွားပြင်တိုင်းသားတယောက်ပါကို့မြန်မာနိုင်ငံသားပဲတိုင်းရင်းသားပဲဖြစ်ဖြစ်အနံကျင့်လာခံလို့ရတော့ကျွန်တော်ငြိမ်ခံမဲ့ကောင်မဟုတ်ဘူးဗျာခမရတော့အတွက်ကျွန်တော်ရှေ့မှာမရှိနိုင်တော့ဘူးကျွန်တော်ကျွန်တော်လုံတိုင်းကျွန်တော်တတ်နိုင်တဲ့ဘက်ကနေပြီးတော့ကျွန်တော် ကျွန်တော်နီးချက်တော့အဲ့ဒါကျွန်တော်လုံနေမှာခင်ဗျားတို့စီကလည်းကျွန်တော်တရားတစ်ချမှာလည်းမတောင်းခံတယ်လို့နော်ကျွန်တော်လုံဆရာရှိတာကျွန်တော်ရဲ့စိတ်ကျွန်တော်ရဲ့ခံယူချက်နဲ့ကျွန်တော်လုံသွားမှာခင်ဗျားတို့ပြီးမှကျွေးမှကျုပ်တက်ရှင်ရမယ်လူတယောက်လည်းမဟုတ်ပါဘူးဘလို့အပန်းတဲ့ကျွန်တော်ဘသူစီကမှပါတယ်ဘယ်တော့မှတောင်းခံမယ်ကောင်လည်းမဟုတ်ပါဘူးနော်ကျွန်တော်ဟာကျွန်တော် အနေသားကြီးပဲပြောမှာဆိုအနေသားကြီးပြခမောက်မြန်မာနိုင်ငံနဲ့ကျုပ်နဲ့ဘာကိုဘာမှမဆိုင်တာပြောမှာဆိုဒါမဲ့ကျွန်တော်မြန်မာနိုင်ငံဘွားတယောက်ဖြစ်လို့ကျွန်တော်လူမျိုးတွေကျွန်တော်ချစ်တာဒီလိုမျိုးကြည့်ဆိုတာပါမဘာသားမှာခမောက်တို့မျိုးကြည့်ဆိုထင်လို့ရှိရင်ဘောသားပြေးမှလည်းကျုပ်လိုက်လို့လည်းမကြည့်နဲ့လီပဲခမောက်တို့ကျုပ်စကားတည်းပဲပြောတတ်တယ်တော့เนาะ မျိုးချစ်မျိုးချစ်တဲ့ဆိုပြီးတော့ဟမ်ရှောက်ပြောနေလို့လကားပဲအခုကျွန်တော်ပြောပြမယ်ကျွန်တော်ဒီလိုက်ထမပဲတက်ပြောမယ်မလေးရှားကပုံးမလေးရှားနိုင်ငံကပုံးအဲ့မှာဖွင့်ထားတဲ့ဂျန်တိုင်းအောင်မြန်မာဆိုင်ငွေလဲနဲ့ပတ်သက်ပြီးတော့ငွေလွဲနဲ့ပတ်သက်ပြီးတော့မလေးငွေ15သိန်းမလေးငွေတော့မြန်မာငွေမဟုတ်မလေးငွေ15သိန်းတော့လိန်သွားတာတိတဲ့လူရှိသလို့ မသိတဲ့လူတွေလည်းရှိမှာပါကျွန်တော်ပြီးလို့ရှိရင်ကျွန်တော်ဗီဒီယိုလုပ်ပြီးတော့အဲ့ဒီမြန်မာအမျိုးသမီးဒီမြန်မာအမျိုးသမီးကပေါက်မျိုးလိုကလို့ကျွန်တော်တင်ပြရထားပါတယ်ကျွန်တော်အကုန်လိုက်စုံစမ်းထားပါတယ်နော်ဒီအမျိုးသမီးဓာတ်ပုံနဲ့ကျွန်တော်ပုံတင်မယ်ခမရတော့ဒီအမျိုးသမီးတို့ဘယ်မှာရှိနေလဲပြီးလို့ရှိရင်ကျွန်တော်အများဆုံးဆက်သွယ်ပြီးတော့တင်ပို့ပေးပါနော်ကျေးဇူးတော့ကျွန်တော်မှာဆက်ဆရာပက်ဆန်လည်းမရှိဘူးဗျကျေးဇူးတော့မဆက်နိုင်ဘူး ကျေးဇူးတင်တင်ပါတယ်လို့တော့စကားပြောပေးသွားမှာပဲ။တော့ဒါကျွန်တော်တွေ့လည်းမဟုတ်ပါဘူး။ကျွန်တော်လည်းဘာမှမဆိုင်ဘူး။ဒါပေမဲ့ဒီအမျိုးသမီးကိုကျွန်တော်လက်ရှာနေပါတယ်။ဒီအမျိုးသမီးဓာတ်ပုံလည်းကျွန်တော်တောင်းနေ။ကျွန်တော် post တင်ပါမယ်ကျွန်တော်လောလောဆယ်လည်းမအားသေးလို့။နော်။အဲ့ဒီတော့အဲ့ဒီမြန်မာအမျိုးသမီးနဲ့ဒီအေလို့ဘင်္ဂလားနဲ့ပေါင်းပြီးတော့မြန်မာငွေမြန်မာငွေဘယ်လောက်လဲတော့မသိတော့မလေးငွေမလေးငွေ15သိန်းဆိုတော့မြန်မာငွေဆိုလည်းမနည်းဘူးပေါ့တော့ အဲ့ဒီလိုမျိုးအလင်ခန်းတဲ့အထက်မှာကျွန်တော်ပြောချင်တာကတော့ငုံလို့အလို့လောဘတက်ကြလို့အလင်ခန်းတဲ့ကိုယ်မြန်မာနိုင်ငံသားတွေလို့ကျွန်တော်မတနာဘူးဗျကျွန်တော်ဘာလို့တနာလဲဆိုတော့ဒီလိုမျိုးအလင်ခန်းတဲ့ပတ်စံထဲမှာမြန်မာပြည်ငလင်ဘေးအတွက်အလူငွေတွေပါနေလို့ဒီကိစ္စကိုကျွန်တော်ဝင်ရှုပ်ရခြင်းဖြစ်ပါတယ်နော်ဝင်ရှုပ်တာဝင်ရှုပ်တာတကယ်ဝင်ရှုပ်တာကျွန်တော်ဒီအမှုကိုလည်းအခုဒီကျွန်တော်ဒီဘင်္ဂလားစောက်ခွက်ကိုလည်းကျွန်တော်ထိုးခဲ့တယ် ဒီကောင်ကျွန်တော်ကိုတရားစွဲပါစေလို့ကျွန်တော်ဆုတောင်းနေပါတယ်ကျွန်တော်တရားရုံးမှာဒီကိစ္စကိုကျွန်တော်ရှင်းချင်ပါတယ်နော်တရားရုံးမှာရှင်းမှာပဲဒီကိစ္စတွေကမိကိုကြွက်လျှောက်ကျွန်တော်လိုက်လို့ရမှာပါနော်မှကျွန်တော်ဒီမှာအဲ့ဒီမှာဒါဘင်္ဂလားသုံးတဲ့သူ့မြန်မာသူ့မြန်မာတော့ကျွန်တော်လက်ထက်မှာရှိတယ်ဆော့စီကန်းွားမှာဆိုလို့ကျွန်တော်မြန်မာနဲ့ရောမထိုးပဲနဲ့မြန်မာရင်ချွတ်ပြီးတော့ကျွန်တော်ဆောက်ဖွဲ့ကိုထိုးခဲ့ပါတယ်နော်ဒီဘင်္ဂလားကျွန်တော်တရားစွဲပါစေလို့ပဲကျွန်တော်ဆုတောင်းနေပါတယ်